င်္ဂလာပါဒီနေ့ကတော့ promotion ကနောက်ဆုံးရဖြစ်တဲ့အတွက်ကြောင့်အမြန်ဆုံးကျွန်တော်တို့ဒီမှာဝယ်လာတဲ့သူတွေကိုပို့ဆောင်ပေးမှာဖြစ်ပါတယ်ဒါကတော့ရုံးဝင်ဒုတိယတန်းမြောက်ပါကျွန်တော်ဒီကပြောချင်တာကတော့ဆက်ဆက်မထုတ်ကုန်ပစ္စည်းရတော့ promotion ပေးတဲ့အချိန်မှာမြန်မြန်ဆန်ဆန်လေးဝယ်ဖို့အတွက်ကိုပြောချင်ပါတယ်အခုတော့ကျွန်တော်ကပစ္စည်းဝယ်တဲ့နေရာကိုသွားနေတာဖြစ်ပါတယ်ကျွန်တော်ကဒီနေ့ရေမွေးကိုနှစ်ပလိုဝယ်มาဖြစ်ပါတယ်နှစ်ပလိုဆိုတော့စုပေါင်း10ပူဖြစ်ပါတယ်နောက်ထပ်ဒီမှာ promotion တွေများစွာမှာဝယ်လို့ရပါတယ်ခင်ဗျာအခုတော့ရုံးမှဖြစ်ပါတယ် အဲ့တော့ promotion ကာလမှာကျွန်တော်တို့အမြန်ဆုံးအာရရှိနိုင်တဲ့ promotion တော်တော်များများတော့ကျွန်တော်တို့လူတိုင်းအတွက်စားသုံးသူရောရောင်းချတဲ့သူရောဖြန့်ချိတဲ့သူတော်တော်လုံးဝအဆင်ပြေပါတယ်ခင်ဗျာ။ပုံဒီမှာပစ္စည်းဝယ်မယ်ဆိုရင်ဆွဲခြင်းလေးယူလို့ရပါတယ်။ကျွန်တော်တို့ပစ္စည်းကောက်ထဲတော့မှာဖြစ်ပါတယ်။အရင်တော့ကြာတာရေမှုရတော့လူတယောက်ရဲ့ဆွဲဆောင်မှုပြေဝါရှိစေမယ့်အရာတွေဖြစ်ပါတယ်။ရေမှုရတော့အခုလိုမျိုး၄ဘူးဝယ်လို့ရှိရင်တဘူးလက်ဆောင်ရမယ်အခွင့်အရေးဖြစ်ပါတယ်ခင်ဗျာ။အခုကျွန်တော်တို့ဒီမှာ ဒါတစုံနဲ့တစုံထက်ယိုမှာဖြစ်ပါတယ်ခင်ဗျာပုစုပေါင်းတော့10ဘူးရမှာဖြစ်ပါတယ်10ဘူးဝယ်လို့ရှိရင်ကျွန်တော်တို့က10ဘူးရမှာဖြစ်တာ4ဘူးဝယ်တဘူးဆိုတော့ကျွန်တော်တို့မှ2ဆုံးဝယ်မှာဖြစ်ပါတယ်ခင်ဗျာဒီကတော့ဒီနေ့နောက်ဆုံးဖြစ်ပါတယ်ခင်ဗျာဒီ6ရက်နေ့ရဲ့နောက်ဆုံး promotion တွေဖြစ်တဲ့ကြောင့်မြန်မြန်လေးကျွန်တော်တို့မှာဝယ်ဖို့အတွက်ပြောချင်တယ်နောက်ထပ်ကတော့ကျွန်တော်ဒီယုံကနေပြီးတော့တိုင်ရဲ့ပို့ဆောင်မယ့်ပစ္စည်းလည်းများစွာရှိပါတယ်အဝယ်တော့ကျွန်တော်ဒီမှာအဆန်ရှင်းတော့မှာဖြစ်ပါတယ်ပို့ဆောင်မယ့်ပစ္စည်းကဒီကန်တယ်ရှိတယ်ပြီးတော့ရွှေဆက်ပြားတွေလည်းပို့ဖို့ရှိပါတယ် ပေါ်ကနေပြီးတော့ coffee လဲပို့ဖို့တော့ရှိပါတယ်ခင်ဗျာဒါကတော့ကျွန်တော်တို့ online ပေါ်ကလည်းမြန်မြန်ဆန်ဆန်နဲ့ကုမ္ပဏီကပို့ပြီးတယ်ဒါကတော့ကျွန်တော်အပြင်မှာယူမဲ့ဟာလေးပေါ့နော်ဒီမွေးကတော့အပြင်ကနေဝယ်တာဖြစ်ပါတယ်ပုံပစ္စည်းမှာယူအပီတမိတ်ဆက်တူတူရအောင်ရှင်းတယ်ကျေးဇူးများကြီးတင်ပါတယ်အဲ့တော့ကျွန်တော်ကတော့ပတ်စံနည်းနည်းရှင်းလိုက်ပါဦးမယ်ခင်ဗျာဒီမှာပတ်စံရှင်းနေတာဖြစ်ပါတယ်ခင်ဗျာ BNC တဲ့ဟုတ်ပြီမွေးကတော့ဆွဲဆောင်မှုပြုဝါရှိစေတဲ့ plotter တစ်ခုဆိုလည်းမမှားပါဘူးခင်ဗျာဒီမှာယူအပီတဲ့သူများတူတူရအောင်ရှင်းတယ်ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာကျွန်တော်နောက်ထပ်လှုပ်လှုပ်လိုက်ပါဦးဒီနေ့ရုံးမှလည်းအစီအမေးရှိတာဖြစ်တဲ့အတွက်ကြောင့်ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ